မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVP ရုံမြန်တန်ကြားရင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့လှုပ်ရှားဆွမှုရနယ်မြေတွေဖြစ်တဲ့မတရားစင်ကူးနယ်တပေချင်းမြို့နယ်တွေကစစ်တပ်ကအထူးရောင်ရွေးကောက်ပွဲပြုလုပ်ဖို့ရထားတဲ့မြို့နယ်တွေစီးမပါဝင်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဒါကြောင့်အခုရပိုင်းအတွင်းမှာမတရားစင်ကူးနဲ့တပေချင်းမြို့နယ်တွေမှာတနေ့တစ်နေ့စီရေးတိုက်ပွဲတွေပုံမပြင်းထန်လာနေတယ်လို့ဆိုပါရစေ။ စစ်တပ်ကရွေးပွဲအပွဲမှာတိုင်ခင်အင်အားများစွာအသုံးပြုပြီးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်စုမိုးနယ်မြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။လက်ရှိစစ်တပ်ရဲ့ထိုးစစ်တွေကိုကိုယ်စွမ်းညံစွမ်းရှိသမျှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ပြီးတော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းနိုင်ကိုရောက်တဲ့အထိမစုံမနစ်ဆက်လက်ချီတက်သွားမယ်လို့လည်းဆိုပါတယ်။ဒါကြောင့်ဒေသအတွင်းနဲ့ပြည်သူလူထုအနေနဲ့ ိုက်ပွဲတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးရန်ရဲခင်းနိုင်မှုအတွက်လိုအပ်တာတွေကိုပါလှုံ့ဆော်ထားကြဖို့တိုက်တွန်းပြောဆိုထားပါတယ်စစ်တပ်ကတရားမဝင်အတူရောင်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာအတမပြုလုပ်ဖို့ဆောင်ရွက်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။ ာနာတိန်စစ်တပ်ရဲ့ရွေးကောက်ပွဲဟာအသိမှတ်ပြုဖို့အတွက်လိုအပ်တဲ့ပွင့်လင်းမြင့်တာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနဲ့ယုံကြည်စိတ်ချမှုဆန်ရဆန်နှုံးနေတဲ့မကန့်ညီတဲ့အကြောင်းပြင်သစ်နိုင်ငံရေးဝန်ကြီးဌာနကနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်စစ်တပ်အာဏာသိမ်းမှုနဲ့မဲရလက်တွေကိုပယ်ဖြတ်ခံရတဲ့2020နိုဝင်ဘာလ10ရက်နေ့အထွေထွေရွေးကောက်ပွဲဟာငါးနှစ်ပြည့်တဲ့အထိမ်းအမှတ်ဖြစ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒါအပြင်ပြည်ထောင်နိုင်ငံအနေနဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင် စစ်တပ်ကမတရားအာဏာသိမ်းယူပြီးကြတဲ့ကနိုင်ငံရေးအကြောင်းပြချက်တွေကြောင့်ဖမ်းဆီးခံရပြီးပြစ်ဒဏ်ချမှတ်ခံရသူအလုံးကိုလွတ်ပေးဖို့လဲတောင်းဆိုလိုက်တာပါအခုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲကတော့စစ်တပ်ကသူ့ရဲ့ထိန်းချုပ်ထားတဲ့ဒေသတွေမှာကျင်းပမယ့်ရွေးကောက်ပွဲသာဖြစ်ပြီးအတိမတ်ပြဖို့အတွက်လိုအပ်တဲ့စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ရတရီကိုအဓိကတားကောင်းနေဖြစ်ပြစ်မှတ်ထားပြီးတော့လေချောင်းတိုက်ခိုက်မှုတွေအပါအဝင်ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုလည်းပြင်သစ်နိုင်ငံကရှုတ်ချလိုက်ပြီးမြန်မာနိုင်ငံရဲ့အလွန်မင်းဆိုးဝါးလာတဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေပေါ်စိုးရိမ်မှုကိုလည်းဖော်ပြထားပါဗျ။ပြင်သစ်နိုင်ငံအနေနဲ့အာဆီယံလက်ကျောက်ဥက္ကဋ္ဌမလေးရှားနိုင်ငံကခန့်အပ်ထားတဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်အော့မန်ဟာရှင်နဲ့ ကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့တို့ရဲ့ဂျားဝင်ဆစ်ဆက်ပေးမှုကြိုးပမ်းအားထုတ်မှုတွေကိုချီကျူးဂုဏ်ပြုကြောင်းလဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာအင်ဂျင်မြိုင်လေချောင်းရန်ကာကွယ်တပ်နဲ့ဆယ်တော်ကြီးစခန်းတို့ကိုလက်လွတ်လိုက်ရကြောင်းမရရာ PDF တာဝန်ရှိသူကအတည်ပြုပါတယ်မိုးကော့အပါဝင်မန်းတေတာတွင်စီးရဲအချက်တဲကိုပြည်ရင်းပြပါတော်လိုင်းအင်အားစုတွေအားလုံးပူပန်းကူညီကြဖို့မိုးကော့တပိတ်ခေါင်းဆောင်ကတိုက်တွန်းပါတယ်တူတာချန်တာသတင်းပေးပို့ထားပါတယ်ခင်ဗျာ မန္တလေးတိုင်းမိုးကုတ်မြို့အုပ်ချုပ်ရေးကိုဦးဆောင်နေတဲ့တန်အန်တမရော TNL ဟာနိုဝင်ဘာ28ရက်နေ့နောက်ဆုံးထားပြီးမြို့ကနေထွက်ခွာဖို့ပြင်ဆင်နေတာပါ TNL ဟာတရုတ်ဆိုရဲဖိအားပေးမှုကြောင့်စစ်ကောင်စီနဲ့အပြစ်ရခဲ့ရတဲ့အပြင်မိုးကုတ်မြို့နဲ့မိုးမီမြို့တွေကိုပါလက်လွတ်ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်မိုးကုတ်မြို့ကိုလက်လွတ်ဖို့အောက်တိုဘာ29ရက်နေ့မှာ TNL ကကြေညာချက်ထုတ်ခဲ့ပြီးအချိန်တလားကြာနိုဝင်ဘာ28ရက်နေ့မှာထွက်ခွာကြမယ့်အခြေအနေဖြစ်ပါတယ် TNL ထွက်ခွာသွားရင်မြို့ကိုဆက်လက်ကာကွယ်မယ်လို့တော်လိုင်းအင်အားစုတွေကကြေညာထားပြီး ရပ်ဘတ်စစ်ဘတ်နှစ်ခုစလုံးပါတဲ့တပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ကျွန်တော်ကအခုတော့ဘုံကမှရှိနေတယ်။ PNL ကတော့မတော်သေးဘူးပေါ့။ဒါလည်း28လောက်မှတော့မယ် ီးရတန်ခိုင်းလေးမှာတော့တို့ပြုတ်ပြီမှာမီတင်ခုရှိတယ်လို့လည်းကြားတယ်ဒါလည်းတို့ဘယ်လိုပုံစံစည်းဝေးမလဲဒါရလက်ခတ်မလို့ပြောတော့ပြန်လည်းကဘာမှဟိုသူကမျိုးချင်းကတော့ရှိဘူးဆိုတော့မမိတ်တရားစီတွေလည်းပြောတော့မရှိဘူးမြို့ကန်ဆိုလည်းတက်ဖွဲ့တွေတော့ပုံမစုဖွဲ့ပြီးတော့ပြင်ဆင်နေတာတွေလည်းရှိတယ်မြို့နယ်ဒီဒီပေါ်အုပ်ချုပ်ရေးအတွက်ပေါ့နော်သူပြင်ဆင်နေတာတွေရှိတယ်ပြည်သူလူထုရေးကင်းရေးဆိုင်ရာပေါ့နော်ကိစ္စတွေကိုတိုင်ပင်ကူးနေနေတာတွေရှိတယ်မြို့ကန်အများစုကတော့အခု ရှင်းဆောင်ရတယ်ဗျာလက်တလုံးတော့ကျွန်တော်တို့ဘက်ကတော့လှုပ်ရှားမှုပါမှမတွေ့ရဘူးဒီဘက်မှာကျွန်တော်တို့ဒီ energy ကနေပြီး ဟိုအစောပိုင်းကာလပေါ့နော်ကျွန်တော်တပိတ်ကာလတွေကနေပြီးတော့ဟိုပါဖအဖွဲကြတယ်နောက်ပိုင်းမှာပကဖနောက်ပိုင်းမှာပလဖဖွဲထားရတာရှိတယ်မျိုးစီမအုပ်ချုပ်ဖို့ဆိုရင်အစုတစ်ဖွဲ့တည်းဦးဆောင်လို့ပြောချင်တယ်ဟိုမျိုးလူကျော်လည်းလက်ခံတဲ့ပုံမျိုးရှိဘူး join ပေါ့နော်အလုံးတပ်ပေါင်းစုဒီကနေပို့လို့လုပ်နေပါရက်ဖတ်ပေါ်စစ်ဖတ်ပေါ်ပါတဲ့အုပ်ချုပ်မှုမျိုးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မိုးကုန်းမှာကတိုင်းရင်းသားတွေလည်းများတာအစုဖွဲ့တွေလည်းများကြတော့အလုံးနဲ့အညီအညီဆောင်ရွက်တဲ့ပုံစံမျိုးတော့ဆောင်ရွက်နေတယ်ဆလုံးနေရှိပါ မိုးကုံမြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လတည်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနှစ်ကျော်အကြာမှာပြန်လည်လက်လွှတ်ရမယ့်အခြေအနေဖြစ်လာတာပါမိုးကုံမြို့နယ်မှာအပြည့်အဝသဘောတူညီချက်ကြောင့်စစ်ကောင်စီဘက်ကလှုပ်ရှားမှုမရှိသေးပေမဲ့နယ်မြေချင်းဆက်ဆက်တည်ရှိနေတဲ့မတရားဆင့်ကူတပိတ်ကျင်းတွေမှာစစ်ကောင်စီကဖိအားပေးတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပါတယ်နိုဝင်ဘာ9ရက်နေ့နဲ့10ရက်နေ့တွေအထိစစ်ကောင်စီကမတရားနယ်ထဲမှာမြေပြင်စစ်ကြောင်းထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ် မတရားနယ်မှာ PDF တွေသိမ်းယူထားတဲ့စခန်းအများစုကိုဒေသကာကွယ်ရေးအဖွဲ့တွေကပြန်လည်လွတ်ထားရပေမဲ့အတက်နိုင်ဆုံးခုခံတိုက်ခိုက်နေတဲ့ဖြစ်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ကျွန်တော်တို့မတရားရှင်းမြောင်ချမ်းကျွန်တော်တို့ဈေးသိဈေးအောင်ဘက်မှာစစ်ကြောင်းထိုးနေပါတယ်ဗျ။စစ်ကြောင်းထိုးနေတာပါဗျာလမ်းကြောင်းရှင်းတာမဟုတ်ပါဘူး။အဲနေရာတွေကတော့ကျွန်တော်တို့မတရားမြို့နယ်ရှင်းမြောင်ချမ်းဈေးဟောင်းရွာဘက်ကလေကြောင်းတိုက်ခိုက်မှုလုပ်သွားတာပါဗျာ။ကြပိုက်တာနှစ်စီးလုံးပါဗျာ။အသေးပြောက်ကတော့မတိရဘူးဗျာ။ တရုတ်အစိုးရကမြောက်ပိုင်းမဟာမိတ်တို့ကိုစက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမျိုးကိုကိုကန်တက် MNDA ကပြန်လည်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းပန်းဆက်ဆက်နယ်ကတီဘောကြောက်မဲတို့ကိုဆက်ပြီးလည်လွတ်ခဲ့ရပါတယ်အခုမိုးကုတ်မိုးမိတ်တို့ကိုပါမြောက်ပိုင်းမဟာမိတ်တို့ကဆက်လည်လွတ်ရရင်တော်လိုင်းတဲ့ဆောင်လုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်မှုကြိုးစားခဲ့ပါတယ်ကျွန်တော်တူတာ ချမ်းသာပါမြန်မာနိုင်ငံဆိုင်ရာနော်ဝေတန်ယုံကြီးကဲဟာ UK တန်ယုံကစီစဉ်ကျင်းပတဲ့အမေဘွယ်တနင်္ဂနွေနေ့အခမ်းအနားကိုထောက်ကျန့်စစ်တင်ကြိုင်းမှာတက်ရောက်ခဲ့ကြောင်းနိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်လာပါတယ်။အမေဘွယ်တနင်္ဂနွေနေ့အခမ်းအနားဟာကဘာစစ်ကြီးနှစ်ခုအတွင်းလွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးအတွက်အသက်ပေးခဲ့သူများဂုဏ်ပြုအမှတ်အသားပြုတဲ့နေ့ဖြစ်ပြီးအနေအထားဘိန်းပန်းတွင်လည်းအမှတ်အသားပြုလေ့ရှိပါတယ်။ နော်ဝေတန်ရောက်ကြည့်ခဲ့ဟာမြန်မာနိုင်ငံမှာလည်းငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရရှိရေးအတွက်တိုက်ပွဲဝင်ခဲ့သူတွေကိုအောင်မေအမတ်ရလည်းရှိသလိုဆက်လက်တိုက်ပွဲဝင်နေသူများအလုံးနဲ့အတူရက်တီလည်းရှိတယ်လို့လည်းဆိုထားပါတယ်ခင်ဗျာကပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်မှာရှစ်ကောင်စီကလေရက်တာရေပြင်ဝေဟင် ရေအောက်လေ့ကျင့်ခန်းတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေစမ်းသပ်လေ့ကျင့်သွားမယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ် ဲ့ဒီလေ့ကျင့်မှုတွေကိုဒီကနေ့နိုဝင်ဘာလ10ရက်နေ့ကနေနိုဝင်ဘာလ14ရက်နေ့ထိကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာပြုလုပ်သွားမှာဖြစ်ပြီးလေ့ကျင့်ခန်းဧရိယာအဖြစ် point ABCD ခွဲထားကလေချောင်းနဲ့ရေချောင်းကိုလည်းတတိပေးချက်ထုတ်ပြန်ထားတယ်လို့သိရပါဗျ။နိုဝင်ဘာလ3ရက်နေ့ကတည်းကချစ်ချီရဲ့တနက်ပြစ်ပြိုင်ပွဲခေါင်းစဉ်နဲ့ရုရှားစစ်တပ်ကဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင်အဖွဲ့ဝင်တွေပြင်ဦးလင်နဲ့ဘာထူးတက်မှာရောက်နေတာလို့စစ်ရေးသတင်းရှင်းပြတယောက်ကပြောပါဗျ။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာတော့လေ့ကျင့်ခန်းဧရိယာအဖြစ် point A မြောက်လက်တီတွတ်7 degree 50မိနစ်အရှိလောင်ကြီးတွတ်66 degree 40မိနစ် point B မြောက်လက်တီတွတ်7 degree 51မိနစ်အရှိလောင်ကြီးတွတ်69 degree 40မိနစ် point C မြောက်လက်တီတွတ်7 degree 51မိနစ်အရှိလောင်ကြီးတွတ်69 degree 40မိနစ် point D မြောက်လက်တီတွတ် 17ဒီဂရီ51မိနစ်အရှိလောင်ကြီးတို့66ဒီဂရီ40မိနစ်စတဲ့ coordinate အမှတ်တွေဆက်ဆွဲထားတဲ့ area အဖြစ်သတ်မှတ်ထားပါတယ်။အဲ့ဒီ area မှာ9မိုင်ပတ်လည်ကိုတင်မောကြီးငယ်ကုန်တင်ဆက်လေငါးဖန်းတင်မောစက်တက်တမန်တွေဖြတ်တန်းသွားလာတာကြောက်ချရန်နာတာငါးဖန်းနာနဲ့ငါးဖန်းကရိယာတွေမချထားဖို့နဲ့လင်းရင်ဟိုက်ရင်တွေရဲ့အမြင့်ပေတန်းခွဲအောင်ဖြတ်ကျော်ပြန်တန်းတာမလုပ်ဖို့သတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ကွယ်လွန်သောအင်ဒိုနီးရှားသမ္မတဟောင်းဆူဟာတိုကို အမျိုးသားသူရဲကောင်းအဖြစ်သမ္မတဟောင်းဖြစ်သူသမ္မတဘရာဘိုဝိုဆူဘီယန်တိုကနိုဝင်ဘာလ10ရက်နေ့မှာခုံပြူလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးဟောင်းလက်ရှိသမ္မတဘရာဘိုဝိုဟာဆူဟာတိုလက်ထက်ကအထူးတပ်ဖွဲ့တပ်မိုးဖြစ်တယ်လို့ဆူဟာတိုရဲ့သမီးနဲ့လက်ထက်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့ဆူဟာတို ပြုတ်ကျပြီးနောက်မှာကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ ။ဆူဟာတိုရဲ့ဆယ်စုနှစ်အံခုကြာအုပ်စိုးမှုအတွင်းလူခွင့်ရေးချုပ်ဖောက်မှုတွေအကြမ်းတည်းလိုက်စားမှုတွေနဲ့ဆွေမျိုးကောင်းစားရေးဝါဒတွေထွန်းကားခဲ့ပြီး1998ခုနှစ်လူထုအောင်ကြွမှုနဲ့ဖျောက်ချခံခဲ့ရတာပါ။ဒီမိုကရေစီရေလှရှားသူတွေနဲ့ဆူဟာတိုကြောင့်ဒုက္ခရောက်ခဲ့ရသူတွေရဲ့မိသားစုတွေကဒီဂုံပြုမှုကိုအပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်။ဒါဟာဆူဟာတိုရဲ့ရက်စက်မှုတွေကို မျက်ကွယ်ပြုပြီးတမိုင်းကို အမှန်တရားဖုံးကွယ် white wash လုပ်တာဖြစ်တယ်လို့လှုပ်ရှားသူတွေကရှုမြင်ကြပါတယ်။ကန့်ကွက်မှုတွေကြားကပဲသမရပရာဘိုဗိုကိုရိုင်းဆူဟာတိုရဲ့သားနဲ့သမီးကိုဆူချင်းမြင့်ခဲ့ပြီးဆူဟာတိုကိုလွတ်လပ်ရေးတိုက်ပွဲသူရဲကောင်းအဖြစ်ဖော်ညွှန်းခဲ့ပါတယ်။အခမ်းအနားမှာပြသထားတဲ့ဆူဟာတိုရဲ့ပုံဟာသူ့လက်ထက်မှာပဲအသက်ခံခဲ့ရတဲ့အလို့သမားကောင်းဆောင်မာစီနာရဲ့ပုံဘေးမှာချိတ်ဆွဲထားတာကိုလည်းတွေ့ရပါတယ်။ဆူဟာတိုဟာသူ့လက်ထက်မှာစီးပွားရေးတိုးတက်မှုတွေယူဆောင်ပေးခဲ့တယ်လို့အချို့ကရှုမြင်ခဲ့ကြပေမဲ့ဒီဆူပေးပွဲဟာ အာနာရှင်စနစ်စီပြန်သွားဖို့လမ်းခင်းနေတာဖြစ်နိုင်ကြောင်းဝေဖန်သူတွေကသတိပေးလိုက်ပါတယ်ခင်ဗျာ DVB ရောမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့စွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ